်ပရီးမီးယားလိပွဲစဉ်29လက်စတာစီးတီးနဲ့မန်ချက်စတာယူနိုက်တက်မင်္ဂလာပါကိုခိုင်းစတာဖူဘောရှိုအနေချူတူပါရီစူပါဆန်နီရဲ့ညတနာရီခွဲမှာရှင်ပြိုင်ကစားမယ်လက်စစီးဒီနဲ့မန်ယူနိုက်တက်တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်တို့တူတူလုပ်လိုက်ရအောင်ခင်ဗျအရှင်ဆုံးဒီပွဲနဲ့ပတ်သက်တဲ့ key points လေးတွေကိုဆွဲထုတ်ကြည့်အောင်မန်ချက်စတာယူနိုက်တက်အသင်းဒီအခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၃ပွဲမှာ အတော်ကောင်းတဲ့စွမ်းဆောင်ရည်မျိုးပြန်ပြီးတော့ရရှိခဲ့တယ်။အရင်တော့လိုမျိုး spring knee မှာဘာညာတော့ကျွန်တော်မပြောတော့ဘူးဗျာ။ဘာကြောင့်လဲဆိုတော့ United ကလည်းအရင်ယုံကြည်လို့ရတဲ့အသင်းတစ်သင်းမဟုတ်ဘူး။သို့တော့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် reset တီမှာတော့လိုအပ်တဲ့ reset တီကိုပုံဖော်ထားနိုင်ခဲ့တယ်။ reset ပဲလားဆိုတော့မဟုတ်ဘူး။ခြေသွမ်းပိုင်းကလည်းမိုက်တယ်ဗျာ။ကျွန်တော်ပြောတာဟိုပြည့်စုံနေရန်ကောင်းသွားပြီလို့ပြောတာမဟုတ်ဘူးနော်။သူတို့လုံတဲ့လုံထိုက်တဲ့ အခြေအနေတစ်ခုကိုရအောင်လုပ်တယ်ရအောင် ဖန်တီးတယ်ဒီခြေသွန်းပိုင်းကောင်းမှုမှုကိုစုလို့ရပါအဲ့ဒီကကြတော့ဒီလိုပွဲမျိုးတွေမှာယူနိုက်တက်အနေနဲ့အမှားရင်းခံမယ်လို့လည်းမထင်ဘူးတက်နေတဲ့မန္တလေးဘိုင်းနဲ့အတူရှေ့ကိုဆက်မယ်လို့ကျွန်တော်ယူဆတယ်ဒီပွဲပြီးသွားရင်ဂျားရဲ့ထဲမှာတောက်လျှောက်အနားရတယ်ယူနိုက်တက်တို့ဒီ EPL မှာဘာမျော်လင့်ချက်မှ မရှိတော့ဘူးဆိုပေမဲ့ ရုပ်ပြက်စင်းပြက်မဖြစ်အောင်တော့စူးစမ်းကစားဖို့လိုပါတယ်လက်စစ်တီဘက်ကိုပြန်စဉ်းစားကြည့်အောင်ဘာမှမျောလင်းခွင့်မရှိတော့ဘူးတန်တက်လာတဲ့အသင်း၃တင်းကပြန်ပြီးတော့တန်းစင်းမယ်ပရီးမီးယားလိရဲ့တိုက်တယ်စုကိုလီဗာပူးရမယ် EPA script ရေးပြီးတဲ့ပုံစံမျိုးဖြစ်သွားပြီရှင်းရှင်းလေး Roven Strain အနေနဲ့အရင်ရုပ်ပြက်စင်းပြက်မဖြစ်အောင်သာကြံရှိနေသေးတဲ့ပွဲရည်အတွက်ကိုထိန်းချောင်းပြီး ကစားသွားဖို့လိုပါတယ်ဒီလိုကြောင့် Manchester United အသင်းကတော့အာတာချက်တွေပို့ပြီးတော့များနေပါတယ်နောက်ထပ်တစ်ပိုင်းအာရှရဲ့အကျိုးပေးမှုတွေကျွန်တော်ဆွေးနွေးကြည့်အောင်အနေနဲ့များတဲ့အကျိုးပေးမှုပါတည်ရကြရင်အပြည့်ဝဆုံးရှုံးမယ်တကိုးသွင်းရင်အပြည့်ဝနိုင်ပြီပွဲနာနေတဲ့ခါကျရင်တော့90ရာခိုင်နှုန်းတို့80ရာခိုင်နှုန်းတို့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါအစောပိုင်းအကျိုးပေးမှုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ညီကိုအနေနဲ့အပြောင်းလဲလေးတစ်ခုကိုတော့တတိပြုသေးခြင်းနဲ့သို့တော့ လက်ရှိအကျော်ပေးပုံရမာယာများတယ်ခရိုးရိုးလေးတွေးကြည့်ယူနိုက်တက်ဗျာအခုနောက်ဆုံးပွဲစဉ်၃ပွဲမှာဒီလောက်အဆင်ပြေနေတာဒီပွဲမနိုင်နိုင်ဘူးလားနိုင်ရင်တော့မှရပြီအဲ့တော့တေးကြတာဘူဂီယယူနိုက်တက်ကိုခေါ်တာယူနိုက်တက်လောင်းလောင်းလောင်းယူနိုက်တက်အသင်းမတေးမကြိုက်အောင်ရပြီဆိုတော့အကျော်ပေးမှုမျိုးကြီးအဲ့အတွက်ကြောင့်အန်နီယယ်များတယ်လို့ပြောတာပါဒီတစ်ပတ်ရှင်မြန်ကေသားတဲ့ပွဲစဉ်တွေမှာကျွန်တော်ကတော့ဒဲ့တွေးတာများတယ် ရိုးရိုးတတတွေးရများတယ်။တိတ်ပြီးတော့ဘူကီရဲ့အကြောပေးမှုတွေဘာတွေကိုတော့မကြည့်ဘူး။ဒီတပွဲတည်းမဟုတ်ဘူး။ပွဲကျုပ်သုံးသက်ချက်လုတ်တဲ့ဒီတပွဲပွဲတင်နိုင်အောင်ကျွန်တော်အဲ့တိုင်းပဲတွေးတဲ့အတွက်ကြောင့်ဒီ United ပွဲတင်မှာလဲ Man United ကိုပဲကျွန်တော်အားပေးခြင်းနဲ့တိုတယ်ကွန်းနဲ့တစ်ချက်ပြန်တော့ချိန်ကြည့်ရမယ်ဗျ။၃ဂိုးတပွဲပျော်ရွှင်ခွင့်ပေးထားတယ်။ Real Sociedad ကို၄ဂိုးပြန်နိုင်ခဲ့တဲ့ခြေသွမ်းမျိုးနဲ့၃ဂိုးတပွဲပျော်ရွှင်ခွင့်ပေးတာကလည်း handicap need to ရိုးသားမှုမရှိတဲ့အကြောပေးမှုမျိုးဖြစ်ပါတယ်။ ဒါမဲ့ကျွန်တော်ကတူတယ်ကိုရွေးပြတာတဲ့ဆိုင်ဘဏကူဖြစ်နိုင်လဲဆိုရဲအပိုင်းမပြန်ပြီးချိန်ပါမယ်3ကိုတဲ့ဆိုင်1 z 2 z 1 1စတဲ့ reset တွေကတော့ပူပြီးများတယ်2 z ကတော့တိတ်မလွယ်ဘူးပေါ့နော်ကျွန်တော်ထင်တာကတော့ United ကတ်နိုင်သွားဖို့ percentage ကအတော်လေးကိုများပါတယ်ခင်ဗျအဲ့အတွက်ကြောင့်ကျွန်တော်တို့တန်တဲ့အချင်းတွေစုတော်ညာလဲ Man United အတင်းကိုပဲအားပေးရမှာပါခင်ဗျဟုတ်ကဲ့ကျွန်တော်နောက်ထပ်တပိုင်းကဒီနေ့သင်ကြားရတဲ့ ိင်းတဲ့အချက်လက်တွေကိုဆက်ပြီးဆွေးနွေးပါမယ်။ဟတ်တူအထိတိုက်တွေ့ဆုံမှုတွေမှာမန်ချက်စတာယူနိုက်တက်အသင်းကတော့အသာစီးပြက်ပြက်သားသားကိုရထားတယ်။နောက်ဆုံး6ပွဲမှာ9ပွဲနိုင်ပြီးတပွဲတည်းကျထားတယ်။ FA Cup မှာ United 2-1နဲ့နိုင်ထားသလိုဒီဘောလုံးရသည့်ပထမအကြော်တော့ကလည်း United ရဲ့အိမ်ကွင်းမှာ3ဂိုးပြန်နိုင်ထားပါတယ်။ Leicester City ရဲ့အိမ်ကွင်းရောက်ရင် Man United အနေနဲ့အနေငယ်ရုံးကန်ရလိရှိပေမဲ့နောက်ဆုံး6ပွဲကစားတဲ့နေရာမှာတော့ပြဿနာထွေးထူးသူတို့ရှိမနေပါဘူး။ 1-0နဲ့ကင်းပါအောင်မှာအနိုင်ရရှိခဲ့ပါတယ်။ဟတ်တူကမှယူနိုက်တက်ကိုလက်စတာဘလူးနီးနဲ့မှရှင်လို့မရပါဘူးခင်ဗျ။လက်စတာစီးရီးသင်းရဲ့နောက်ဆုံး6ပွဲဆက်ရလဒ်ကတော့အတော်လေးကိုအခြေအနေဆိုးပါတယ်။လက်ရှိ current form ကဟိုးအဝီစီးကိုစိုက်နေပါတယ်။နောက်ဆုံး6ပွဲလုံးရှုံးထားတယ်ဗျ။အဲ့ဒီရှုံးထားတဲ့6ပွဲမှာလက်စတာစီးရီးသင်းတွင်းကိုတကူးမအောင် Premier League မှာပြန်ပြီးမသွင်းနိုင်ခဲ့ဘူး။ ။ FA Cup မှာမှ twin ကိုတကူပဲပြန်သွင်းနိုင်ခဲ့တယ်။အဲ့ဒီအသင်းကလည်း Manchester United ဖြစ်နေတယ်။2-1ဆိုတဲ့ result နဲ့ရှုံးသွားတာပေါ့နော်။ချန်တဲ့ EPL ပွဲစဉ်တွေမှာအကုန်လုံးကိုရှုံးတယ်။ Chelsea ကို 1-0, West Ham ကို 2-0, Brentford ကို 4-0, Ajax ကို 2-0, Everton ကို4-0အဲ့တွေ့ကြောင့် Leicester ရဲ့တိုက်စစ်ပိုင်းက Ekonos ကကိုမသွင်းဘူးဆိုရင်ကျန်တဲ့ကစားသမားတွေဒီဘာမှယုံကြည်အားကိုးလို့မရတော့တဲ့ကစားသမားတွေဂျမီဗာဒီရပြဟိုးရင်တည်းကတာမန်ကစားသမား လက်စားဘူဆွဲတဲ့နှစ်မှာအရင်ခြေသွမ်းပြခဲ့လို့ထိတ်တဲအဆင့်ရောက်သွားတာအခုချိန်မှာ तू ကအောက်ကိုတဖြည်းဖြည်းကျလာပြီဗျသူ့တဲ့ရကကုံသွားပြီလေဆိုတော့လက်စီးဒီရဲ့တိုက်စစ်ပိုင်းမှာဘာမှမျောလင်းလို့မရတော့ဘူးတကယ့်တကားကဘာအကောင်ဆုံးတိုက်စစ်မှုတွေတယောက်ဖြစ်တဲ့ Rovenis Rhine နီးပြနေပေမဲ့တိုက်စစ်ပိုင်းမှာဂိုးမရတာလည်းအနေငယ်ထူးကြတယ် EP ရဲ့နောက်ဆုံး၅ဘွဲမှာတကူမှမရဘူးဆိုတော့စဉ်းစားကြည့်ဗျာအဲ့လောက်ဒီ form မကောင်းတဲ့အသင်းမှာတစ်ဖက် United ကတော့နောက်ဆုံးကစားရတဲ့6ဘွဲမှာ ရှုံးပွဲတစ်ပွဲမှမရှိခဲ့ဘူးဒါပေမဲ့တေပွဲတွေများနေတယ်နှစ်ပွဲနိုင်ပြီးလေးပွဲတည်ကြထားပါတယ်ခင်ဗျကဲပြီးတော့ဒီတစ်ကောက်လက်စစီးရဲ့အိမ်ဝင်း6ပွဲတည်းရလဲအချင်းနေဘလို့ရှိလဲတော်တော်စိုးတယ်ဗျာကျူပီယာကိုစစ်တူးနဲ့နိုင်တဲ့ပွဲကလွဲရင်ကျန်တဲ့ပရီးမီးယားလိပွဲစဉ်9ပွဲလုံးရှုံးထားပါတယ်အဲ့ဒီရှုံးခဲ့တဲ့အိမ်ကွင်း9ပွဲမှာလဲတကူးမောင်ပြန်ပြီးတော့မသွင်းနိုင်ခဲ့ပါဘူးခင်ဗျကဲကျွန်တော် United ရဲ့နောက်ဆုံး6ပွဲဆက်အဝေးကွင်း reset ကိုပြောမယ်ဆိုရင်တော့ နှစ်ပွဲနိုင်သုံးပွဲတည်တပွဲရှုံးတာတယ်တရေကြခဲ့တဲ့ပွဲတွေကတော့ The Real Sociedad, Everton နဲ့ Arsenal တို့ဖြစ်ပါတယ်တိုးတော့သူတို့နိုင်တင်နိုင်ထိုက်တဲ့ပွဲမျိုးတွေဆိုရင်တော့ရအောင်အနိုင်ကန်ထားတယ်ပေါ့နော်ဥမာပြောရင် Stuart Bucarat ကို2စီးနဲ့နိုင်တဲ့ပွဲမျိုးတို့ Fulham 1စီးနဲ့နိုင်တဲ့ပွဲမျိုးတို့စသဖြင့်ပေါ့လေအဲ့တော့ကြောင့် United အဝေးကွင်း result ကမကောင်းဆိုရင်ပဲတစ်ဖက်က Leicester City လောက်မဆိုးပါဘူးခင်ဗျကိန်းကနဲချက်လိုက်ရနှစ်သင်းလုံးကိုကျွန်တော် compare လုပ်ကြည့်မယ်ဆိုရင် United အခြေအနေဆိုးတာတော့ လက်စစီးတဲ့အများကြီးတာတဲ့အခြေအနေဖြစ်ပါတယ်ခင်ဗျာ။ကဲနောက်ဆုံးမှကျွန်တော် viewer ဘိုင်းချင့်ကမှုအနေနဲ့လုပ်ပါမယ်။ကျွန်တော်ရှင်းမှပြောခဲ့သလို Econox ဆိုတဲ့ကွန်းနဲ့တိုက်စစ်ကစားသမားကိုပဲအဓိက control လုပ်ရမှုရှိတယ်။ကျန်တဲ့ဘိုင်းတွေကလက်စစီးဒီအစွဲမရှိတော့တဲ့ကြားလို့ဖြစ်နေပြီဗျ။ဒါကဂျမီဗာဒီဒါပြင်ကွန်းလေအပိုင်းကိုကြည့်မယ်ဆိုရင်ဆူမာရီတို့ NDD တို့အကုန်လုံးကအားရစရာကောင်းတဲ့အချိန်မှရှိမနေတော့ဘူးအသက်ရွယ်ရအောင်ခြေသွမ်းပိုင်းရောနောက်တန်းမှာ 3 back နဲ့ကစားရမယ်အဲ့ဒီ3 back ကလည်းယုံကြည်လို့ရတဲ့3 back မဟုတ်ဘူး corner cody what face တပည့်တခါလေကျရင် christiansen ကဝင်ပြီးတော့အဲ့ဒီ3 back မှာကစားရသေးတယ်ဂိုးသမား harman sander မကောင်းဆိုရင်ဒီထက်ပိုပြီး leicester city ကဂိုးတွေပေးရဖို့ရှိတယ်ဗျအဲ့တော့3 back ဆိုရင်အရင် deep လည်းမဖြစ်ဘူးဟို low block ကစားတဲ့အချိန်မှာလည်းလေးကန်တဲ့ကစားသမားတွေများနေတယ်အဲ့တော့ united ကလက်ရှိအချိန် စိတ်သက်ပိုင်းအသာကြီးရနေတဲ့အတင်ပက်ထရစ်ဒော့ကူမပါဘူးဆိုရင်မဲ့လေဒီကိုဒါလို့အဲ့ဘက်မှာတဲပြီးကျွန်တော်တစ်ဖက်မှာမဇရာဥရီနဲ့ပဲကစားပါစေဦးအဲ့ဒီဝင်းဘက်တွေကတဖြည်းဖြည်းချင်းစီတော့အလုတ်ဖြစ်လာတယ်တနည်းအားဖြင့်ဒီ attacking midfield တွေနဲ့ဝင်းဘက်တွေဂျားတွေကကွန်နက်ရှင်ကပိုကောင်းလာတယ်ကျွန်တော် Ruben Amorin ကင်တွေကလေးကအဲ့ဒီဘက်ကိုထောက်ပြပူပါတယ် Ruben Amorin ရဲ့ viewer ဘိုင်းမှာတခုနဲ့တခုကချိန်ထားတာအဲ့ဝင်းဘက်နဲ့ AM ကတယောက်နဲ့တယောက်အရင်ချိန်ဆက်မှုအားကောင်းရတယ် ဘရိုမြုံကြည့်လိုက်အလီယန်ဒရိုဂန္နာချူစိုက်ထွက်သွားရင်အဲ့တဖက်ကကစားသမားမက်ဒရာအူရီယာအာဆနယ်ပွဲမှာဆိုအန်ဒလက်တွေလှုပ်လှုပ်လာတာအဲ့တဖက်ကကျွန်တော် left side ဆိုလဲအဲ့တိုင်းပဲပက်ထရစ်ဒေါ်ဂူနဲ့နော်ရှေ့ကဂျိုရှူအာဆက်စီအဲ့လိုစိုက်နေအထဲတွေဝင်တဲ့ပုံစံတွေချိန်းနေဆိုတော့ဒီပိုင်းလေးတပြည့်ပြည့်အားကောင်းလာတာဒီမန်ချက်စတာနဲ့တဲ့အတွက်အများကြီးအထောက်အကူဖြစ်တယ်တိုက်စစ်ပိုင်းမှာရောမုစဝိုင်လန်းသာဂိုးသွင်းတဲ့ရင်ဂိုးသွင်းတေချာရင်တော့မပြောတော့ဘူးဗျာဂိုးသွင်းတဲ့ရင် ယူနိုက်တက်အတွင်းကိုတွေကယာကောင်းရလာနိုင်တယ်။နောက်ဂျိုရှာဇက်စီနံပါတ်10မှာတူထိုက်လျောက်အဆင်ပြေလာနိုင်တယ်။ပုံတရံမတူတဲ့အလီယန်နိုနဲ့တွဲလိုက်တဲ့အတွက်ကြောင့်ပြိုင်ဘက်ကစားသမားတွေကနည်းနည်းခတ်မှန်းရခတ်သွားတယ်ပေါ့နော်။အ3ဘက်မှာလည်းဟယ်ရီမကွိုင်းယားပါဖို့မပါဖို့မသိချောဆိုပေမဲ့ Heaven ဆိုတဲ့ကောင်လေးကလည်းဟာဆွတ်ဆက်တွေဟုတ်နေတာ။အဲ့ဒါကြောင့်ယူနိုက်တက်အတွင်းမှာဟိုအာနေချက်ရှိပေမဲ့လည်းအရင်တော့ကတော့ကျွန်တော်ကတော့မစိုးလို့ထင်တယ်။ Leicester City အတွင်းကိုနိုင်ဖို့ဆိုတာအဲ့လောက်ထိမခက်ခဲပါဘူး။ကျွန်တော်ကတော့ Man United အသင်းကိုပဲအားပေးကြပါရခင်ဗျာ။